နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်။ Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါတင်ဆက်ပေးချင်တာလေးကတော့ဆရာခန့်စော်ရေးသားထားတဲ့အပျော်စရာဆိုတဲ့စက်သားမြဝတ္ထုတိုလေးပဲဖြစ်ပါရစေ။ဒီဝတ္ထုတိုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မြတ်တရရခံပါရစေရှင်။အသစ်တင်ပြသိရှိနိုင်ဖို့အတွက်လည်း Notification ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။အပျော်စရာအပျော်စရာဟာသူ့အပျော်ခန်းရဲ့အထက်ကအကြည်ကွက် ိုးစီအဆက်တွေမရှိတဲ့စပွဲတောင်မှာအနီရောင်ကော်ကျွတ်နဲ့ကွတ်ထားတဲ့လေးတောင်မှန်ကိုထောင်းလိုက်တယ်။တန်းပေါ်မှာတင်ထားတဲ့မြားရတနာအုံးစီပလင်းကိုယူပြီးလှဖွားရဲထဲတယ်။နှစ်ပေါင်းများစွာမိကိုကျက်နဲ့ဆွဲနေတဲ့သူ့ရဲ့သပင်ရှိရှိတွေပေါ်လက်ထဲကအုံးစီကိုပေါ့ချအဖက်အဖက်တွေကွာနေတဲ့ကော်ဘီကိုစပွဲအောက်ချင်းထဲကနေထုတ်ပြီးသပင်တွေကိုနောက်လှန်ပြေးတယ်။ရေအိုးထဲကရေနေနေကိုခွက်နဲ့ခတ်ပြီးလှဖွားပေါ်လောင်းတယ်။တဝက်ကျိုးပြီးပါလက်နေတဲ့ ရွှေပြည်နယ်တနခါကဲကိုလက်ဖွားပေါ်တင်ပုတ်သွေးပြီးသူ့မျက်နှာညိုညိုကြမ်းကြမ်းကြီးပေါ်လိမ့်ချလိုက်တယ်။စိုးစန္ဒာထုံးရဲ့တသိမ့်သိမ့်သူတချင်းကိုကောင်တာထိုင်နေတဲ့ကိုသိန်းကဖွင့်လိုက်တယ်။ဒါဟာမကြခင်စိုက်ပိတ်တော့မယ်ဆိုတဲ့အချက်ပြတချင်း။တပိဆိုင်နဲ့ထိုင်နေကြသူတွေကအလိုက်တသိပဲပတ်စံရှင်ပြီးပြန်ဖို့ပြင်ကြပြီ။ဒီဆိုင်ကဆိုင်စားဖွင့်ရင်မြမပြည်သိမ့်တန်ရဲ့စုံတော်မြိုင်စီရီကိုဖွင့်ပြီးဆိုင်ပိတ်ရင်တော့စိုးစန္ဒာထုံးရဲ့တသိမ့်သိမ့်သူ။ ဒီဆိုင်မှာထိုင်နေကြသူအလုံးကဒေတာကိုနှက်နေကြပြီသားအဖျော်စရာကလည်းကတိပါသားကျင်းပေါင်းပြီနဲ့စပုတ်ရက်အဖြူကိုတည်တည်တတ်တတ်ဝက်လို့တနခါအဖွေသားသပင်စီရွှဲရွှဲနဲ့ထွာလာပြီပစိန်ပုံဆွဲသေးလေးပါတဲ့သူ့ရဲ့တကြတာရွှေဆွဲကြိုးကိုမြင်အောင်စပုတ်ရက်လေပင်ကျဲသည်နှလုံးကိုဖြုတ်ထားသေးတယ်ဆိုင်ပိတ်ခံဒီအချိန်တောက်နေကြဖောက်တဲ့တယောက်ရောက်လာခဲ့သည်ရှိအောင်အဲ့ဒီလူဟာအဖျော်စရာရဲ့လက်ရာကောင်းကောင်းကြားစိမ့်ရတာကိုဘလို့မှမှားလို့ရမှာမဟုတ်တော့ဘူး လူချင်းဘလောက်ပဲရင်းနှီးနေပါစေဒီအချိန်မှာတော့အဖျော်စရာဟာအာနာပါနာတောင် ဖြော့ပေးမှာမဟုတ်ဘူးဆိုင်ရှင်တွေခိုင်းလဲ sorry တရားမင်းစင်းဖြော့ခိုင်းလဲ sorry အဖျော်စရာဟာငွေနေရာကိုအိတ်ကက်ထဲထည့်ဆိုင်ရှင်ကသူ့ကိုလစားတဲ့ကအရေးကျက်ဖြတ်ပြီးပြန်ရောင်းထားတဲ့လက်ကင်အဖျောင်းနဲ့ဂျပန်စပိန်အနက်ကလေးကိုစီးပြီးနင်းထွက်သွားတယ်ည9:00နာရီဆိုတာတချို့အတွက်အိမ်ပြန်ချိန်အဖျော်စရာအတွက်ကတော့အခုမှညရဲ့အရာတာကိုစတင်ခန်းစားရာ လကဘာစားတော်စမ်းဆိုတဲ့ဈေးပြည့်နေတဲ့တသားဆိုင်ပုတ်ရှိတဲ့အဆောက်အဦရှိမှာအဖျော်စရာဟာစပိန်ကိုရက်တောက်ထောက်လိုက်တယ်။ဆိုင်လေးဟာတကားတချမ်းကိုပိတ်ထားလိုက်ပါပြီ။မကြခင်ဆိုင်သိမ်းတော့မယ်ဆိုတဲ့သင်္ကေတ။ဝိုင်းတွေအကုန်လုံးလည်းမူးနေကြပြီ။ပတ်စံရှင်းသူကရှင်းအချင်းချင်းညင်းသူကညင်းပခုံးဖက်သူဖက်ရိုင်ထိုးထိုးရက်သူကရက်အိမ်ပြန်ချင်းကိုဘက်ကီယာထိုးကြချင်းကိုအဖျော်စရာကတော့အခုမှစမှာအဖျော်စရာဟာယုံကြည်ချက်အပြည့်ချေလန်းတွေနဲ့ ရက်ပလင်းတွေထောင်ထားတဲ့ကောင်တာရှိကိုသွားတယ်။ဟဲအကိုကြီးလာပြီ။ဒီညအသေးမြင့်ကျော်လေးခြံထားပေးတယ်နော်။ထုံးစံအတိုင်းတစိမ့်ပဲမဟုတ်လား။ကောင်တာနောက်ကကျက်ဆက်မီးကြီးနှစ်ဖက်ကိုစုံချရင်တနခါအဖွေသားနှက်ခမ်းနေဖုံဖုံနဲ့ခတ်သွက်သွက်အမျိုးသမီးကိုအဖျော်စရာဟာသွားကြီးတွေပေါ်အောင်ပြုံးရင်ကောင်တာနဲ့အနီဆုံးကမှောင်ရိပ်ကြတဲ့ဝိုင်းမှာသွားထိုင်လိုက်တယ်။ဒီရက်ဒေတာမှာ OP လို့ခေါ်တဲ့အရက်ဖြူတစိမ့်ထည့်ထားတဲ့ဖန်ခွက်ရဲ့ဂိုင်းဖက်ခွက်ကြီးတစ်ခွက်ရဲ့ တံပြာသီးစိတ်ပြီးမှစားပုံထားတဲ့ကော်ပကန်တစ်ချက်ရဲ့ကြက်အသေးမြစ်တစ်ပွဲရဲ့ကိုအမျိုးသမီးကလာချပေးတယ်။အရက်ပလင်းကိုစပွဲပေါ်အတင်အမျိုးသမီးရဲ့ရွှေလက်ကောက်တွေအများကြီးဝတ်ထားတဲ့ညာဘက်လက်ဟာအဖျော်စရာရဲ့ဘယ်ဘက်လက်ဖမိုးနဲ့မတော်တဆလားတော်တဆလားမသိဖြက်ခနဲထိမိသွားတယ်။အဖျော်စရာဟာတက်လိုက်သွားသလိုရှိန်ကနေဖိန်ကနေပေါ့။ဘွာကအကူကြီးနောက်ကျနေလို့ဒီညမြမလာတော့ဘူးလားလို့လေ။ဘွာဆိုတဲ့အမျိုးသမီးကဘာခံစားချက်မှမဖြစ်တယ်လို့ပြောလိုက်မှ အဖျော်စရာဟာပလတ်စတစ်ရေကရားကိုကင်ပြီးဘေးကရေကွက်ထဲလောင်းထဲနိုင်တော့တယ်။ကြက်အသေးမြစ်လေးကကောင်းမကောင်းအကိုကြီးရေဟိုကောင်စိုက်ကားစရာအောင်သိန်းတို့လာတာတောင်ဖတ်ထားပေးရတာအကိုကြီးဖို့လေ။ဝါဟာမျက်စောင်းလေးတစ်ချက်လှက်ခနဲပြစ်ပြီးဝင်ရှင်းမဲ့အပြင်ကဝိုင်းစီထွက်သွားတယ်။အဖျော်စရာဟာခွက်ထဲကအရက်ကိုတမောမောတယ်။မျက်လုံးတွေကိုမှိတ်ထားပြီးရှာပြားကနေလဲချောင်းလဲချောင်းကနေဝမ်းကောင်းတဲ့အထိတအီအီအပူကိုအရသာခံနေတယ်။ ဝါသူ့စိတ်ထဲကနေတောင်ခတ်တိုးတိုးပဲခေါ်လိုက်တာပါဘသူမှမကြားနိုင်တာတီးပေမဲ့ဘသူများကြားသွားလိမ့်မလဲလို့ဘေးဘီကိုရှက်စနိုးနဲ့တချက်ကြည့်တယ်ဝါကတော့တင်းကန်ဒီအရဝိုင်းတွေကြာပြေးလွှားလို့ပေါ့အဖျော်စရာဖန်ခွက်ကိုနောက်တစ်ချိန်မောချလိုက်ပြန်တယ်ဆောင်းပေါ့စ်တွေဆိုင်ရှိကိုထုတ်တကြံတချင်းတွေဝေးစားနေအောင်ဖွင့်ထားတဲ့လာကဘာဆိုင်ရှိမှာအဖျော်စရာရဲ့စပိန်ဟာထိုးရလိုက်တယ်။ဟဲအကိုကြီး နေကင်းဖက်ကြီးလာတယ်နော်အင်းလေတကြက်ရဲဆိုတော့ဆိုင်ပိတ်မှာပေါ့လာလာရေစုကြီးနဲ့ချမ်းနေတော့မယ်အဖျော်စရာနေကမျက်မှန်ကိုချွတ်ပြီးရေစုနေတဲ့သူ့စပင်ရှိရှိကိုဖျားကနေဖျားကနေခါလိုက်တယ်အမီးကတော့ဒီနေ့ဝါရုစတုတီတာလုပ်တဲ့မုံလုံးကြီးပေါ်ရှိမယ်ကျန်တာတွေကညနေမှကြော်လော်ရမှာ ထုံးစံအတိုင်းတပိုင်းမဲလာကိုကြီးရေရီစုံနေတဲ့အဖျော်စရာကောင်းချင်းလိုက်တယ်အိုပီတပိုင်းထည့်ထားတဲ့ပလင်းကြီးကြီးလေး ပြီးတော့အုံဒီမောမွားလေးတွေဖြူထားတဲ့မုံလုံးကြီးပေါ့။ဘွာကိုတိုင်လုံးထားတာနော်။မြုပ်သီးတော့တတိထား။ဘွာပရောက်ပန်းတွေပန်ထားတယ်။မျက်နှာမှာလည်းရေထိထားတဲ့မိတ်ကပ်တွေနဲ့အဖျော်စရာထုံးစံအတိုင်းတခွက်ငှဲ့တော့တယ်။ဘွာနှကန်းလုံးယုံခတ်တိုးတိုးခေါ်ကြည့်တယ်။စိုင်ထဲမှာဖွင့်ထားတဲ့ TV မှာမင်းသမီးခင်တန်းနှုဟာဖျားဆောင်တန်းတစ်ခုမှမျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့တခုခုကိုမျှော်လင့်နေတဲ့ပုံစံနဲ့ စိတ်ငနေခံစားချက်ကြောင့် TV ကိုမောကြည့်နေတဲ့အဖျော်စရာဟာအလန့်တကြားဖြစ်သွားပြန်တယ်။တို့ကိုကြီးကိုရေလောင်းလိုက်ပြီကွာ။ဝါရေခဲရေစိမ့်ထားတဲ့ရေနဲ့အဖျော်စရာရဲ့ခုတ်ဘိုးကနေလောင်းထားလိုက်တာပါ။ဝါရီနေတယ်။ TV ထဲမှာတော့ခင်တန်းနူကငိုနေတယ်။အဖျော်စရာကတော့ရှက်ပြုံးကြီးနဲ့အဲ့ဒီနေ့မှာအဖျော်စရာဟာညဆိုင်ပိတ်ချိန်အထိအရက်တွေမှတောက်တယ်။ဝါကိုယ်တိုင်ချက်တာလေးဆိုတဲ့စကားလုံးကိုမြည်တယ်။ ဝါရဲ့မျက်ဆောင်လေးတွေကိုမြည်တယ်။ဝါလို့ဘသူမှမကြအောင်ခတ်တိုးတိုးခေါ်ကြည့်တယ်။တနေ့ကဝါရဲ့ကျက်ဆက်မီးတွေကိုငေးပြီးအရက်တောက်ရတာကိုလည်းအဖျော်စရာအယံကိုပြောခဲ့တယ်။တကြံပြီးမှတော့အဖျော်စရာဟာဝါရဲ့ညတွေအပြင်ဝါရဲ့နေ့တွေကိုပါထတ်တိုးဖန်တီးလာတယ်။အလုံးချိန်မှာအယံမတောက်ပါဘူးဆိုတဲ့စိုင်ရှင်ကိုပေးထားတဲ့ကလေးဟာဝါဆိုတဲ့နာမည်တလုံးကြားမှာပြက်ပြဲလာတယ်။စိုင်ရှင်လက်ရင်လက်တလုံးစပိန်နဲ့ထွက်သွားတယ်။ ဝါကန်းပေးမဲ့အရက်တစ်စိမ့်နဲ့အချိန်ဘလောက်ရရအဖျော်စရာမရှိတဲ့အခါမုတ်စရာတွေစပွဲတိုးတွေကလပိရီကိုဖြစ်တယ်လို့ဝင်ဖြော်ကြရတယ်။လပိရီသမားတွေအတွက်အရသာဆိုတာခံစားချက်လိုပဲအလိုအလျောက်ခွဲခြားနိုင်တယ်စီမျောနိုင်တယ်နာကျင်နိုင်တယ်လပိရီတခွက်ရဲ့ဂုံတရင်ဟာဆိုင်ရှင်စီပြန်ပြန်ရောက်တယ်။အဖျော်စရာဟာဒီပြဿနာကို ဆိုင်ရှင်မသိအောင်ရှင်းဖို့အားထုတ်ရတယ်။တချိန်ကအကြရေဆက်ရင်တောင်ဘသူ့ကိုမှအဖျော်ကန်းနဲ့ပေးမဝင်ပဲ ခန္ဓာကိုယ်နဲ့ကွယ်ပြီးမှဆက်တက်တဲ့အဖြော်စရာဟာသူ့ဖြော်ကန်ထဲမှာကော်ဖီမဲပလိန်လိုမျိုးရင်နှွေးပဲထည့်ရတာကိုတော့သူကလွယ်ပြီးဘသူမှဝင်လောက်တာမကြိုက်တဲ့အဖြော်စရာဟာဝါနဲ့အဖြော်ကန်ကိုအလဲလဲလှုပ်တယ်။ဆိုင်ရှင်မရှိတဲ့အချိန်တိုင်းအဖြော်ကန်ကိုမုတ်စရာစပွဲတို့တွေလက်ကိုအပ်ပြီးအဖြော်စရာဟာဝါလက်နဲ့ချင်တွေ့ပေးမဲ့အရက်တစ်ခွက်စီပြေးတော့တယ်။အော်အလုတ်ပြုတ်လဲဘာဖြစ်လဲအကိုကြီးရဲ့အခိုက်တန့်မဲ့ဥစ္စာဝါဆိုင်မှာအကျွေးထားလို့ရပါတယ်။ ီလူဒီလူတွေပဲဟာကိုဝါဟာအဖျော်ဆရာရဲ့လေပင်ကတကြက်သားရွှေဆွဲကျူးကိုဖြတ်ကနေကြည့်ရင်ပြောပါတယ်ခေါင်းငိုက်ဆိုင်ကြနေတဲ့အဖျော်ဆရာဟာစီမလိန်နိုင်တော့တဲ့သူ့စပင်ရှည်တွေကိုတတ်တင်လိုက်ပြီးဝါကိုပြုံးပြလိုက်တယ်ဟဲဒါဆိုအကိုကြီးအိမ်လေးရောင်းလိုက်ပြီပေါ့ဝါဟာစိုးရိမ်တော့ကပြပါရအတန်လေးနဲ့ရင်ဘတ်ကိုဖိလို့အိုဘီတလုံးကြက်ချက်တော့တဝဲချပေးပြီးမျက်ဆောင်ကလေးချိတ်လိုက်ပြန်တယ် ပြီးတော့အဖျော်စရာရဲ့ရှေ့တဲတဲ့ခုံမှာဝင်ထိုင်ရင်ဗလာစာအုပ်တုပ်ကိုစပွဲပေါ်တင်လိုက်တယ်။ဒါကဆွေးကျူးနဲ့ချီတဲ့စရင်ဒါကစပိန်ဘိုးနဲ့ပြန်အမ်းပြီးနောက်ပိုင်းအကူကြီးတောက်တာစားထားတဲ့စရင်တွေဒီနေ့ကစတယ်လေဒီမှာလေဝါအချက်နဲ့အလက်နဲ့အကိုးနဲ့အကားနဲ့အထောက်နဲ့အထားနဲ့အဖျော်စရာကတော့ဝါတတာမျက်လုံးတွေနဲ့ဝါထိန်ထိန်အသားရည်နဲ့ရှုပ်ပွနေတဲ့သပင်းတွေနဲ့ကားထွက်နေတဲ့မေယိုနှစ်ဖက်နဲ့တုံကြီးနေတဲ့လက်နဲ့ အယောင်မထွက်တော့တဲ့အနှွေးတဲ့ကြီးအောက်ကတဝါတဲဝါနေတဲ့အသင်းနှလုံးကြီးနဲ့ဝါတွက်ပြတာမှန်တယ်နော်အကိုကြီးအဖျော်စရာဟာဘာမှမငင်ခဲ့ဝါကိုမငင်ခဲ့အရက်ကိုလည်းမငင်ခဲ့ဝါမှုလည်းမငင်ခဲ့မငင်နိုင်ခဲ့အရက်မှုလည်းမငင်ခဲ့မငင်နိုင်ခဲ့ဒီလိုနဲ့အဖျော်စရာရဲ့အယိုးကောက်ကလက်တွေဟာကျွကျွရဲ့အနေနဲ့ပတ်ထားတဲ့ငွေတက်ထက်ကိုဖြီးထုတ်လိုက်တယ်ဈေးကြီးစီကိုသွားတဲ့လမ်းမှာဆေးရက်တစ်ခုရှိတယ် အဲဒီစရက်ပြီးမှာတော့ရင်ခွဲယုံလို့ရေးထားတဲ့အဝါရောင်အစာဦးဝါဟာအမီးလောက်စရာတွေဝယ်ဖို့ဈေးကြီးကိုသွားတိုင်းဒီရှိရောက်ရင် အသက်ကိုအောက်မျက်နာကိုဟိုဘက်လွှဲထားတတ်တယ်တခါတလေလူသေးပုံနှံတွေဘာတွေလဲရှိအလောင်းတွေတိတ်လာတာတွေဘာတွေလဲရှိတာကိုအခုလဲဝါဟာဆွဲချင်းကိုပေါင်ပေါတင်ပြီးဟိုဘက်ကိုမျက်နာလွှဲထားတယ်ဝါရွှေရှာဆက်ဆုပ်စွာမျက်နာလွှဲထားတဲ့ဇရရဲ့တောင်းတနေရမှာတော့ဖြာဆုပ်တစ်ချက်ပုံမှာလဲ ဖောက်ဥတွေဆွဲပြီးဝါထိန်နေတဲ့ခေါင်းအုံးပေါ်ခေါင်းတင်ရင် အသက်ကိုခက်ခက်ခဲခဲရှူနေတဲ့အဖျော်ဆရာရှိနေတယ်။အာဟာရပြက်လက်လို့ကြုံလီနေတဲ့လက်ကလေးတွေဟာအဖျော်ဆရာရဲ့ဖိုက်ပူပူပေါ်မှာကောက်ကွေးလို့ဆွေမရှိမျိုးမရှိလမ်းဘေးနေလမ်းဘေးစားတေကန်နီအသေးရောက်အတော်ဝါယောဂတဲ့အယက်သမားတယောက်ကိုရင်ခွဲယုံနဲ့အနီးဆုံးစရက်ပေါ်ကိုဘယ်သူတွေကလာထားသွားခဲ့ကြမှန်းတော့မသိဘူးအဖျော်ဆရာဟာအသက်ကိုအာယူပြီးရှူနေတယ်နှာခမ်းဖွဲ့ဖွဲ့တွေဟာတဆက်ဆက်လှုပ်နေတယ်အရင်အရင်ကလို့ ဝါလို့ဘသူမှမကြအောင်ခတ်တိုးတိုးခေါ်နေသလားပဲပြီးတော့မြက်တွင်းဟောက်ပတ်ထဲကပြုတ်ထွက်နေတဲ့ဝါထိန်တွေမျိုးလုံးတွေဟာဇရက်ရက်ထုတ်တန်းတွေစီတစ်ချက်လန့်ကြည့်ရင်အသက်ရှူရက်သွားတော့တယ်ဝါစည်းလာတဲ့စိုက်ကားဟာရင်ခွဲရုံကိုကျော်သွားခဲ့ပြီဝါဟာဒီတော့မှအသက်ကိုဝဝရှူတယ်မျက်နာကိုဈေးရှိရာ တူယူအရက်စီဦးတည်တယ်တခါကအဖျော်စရာတယောက်ရှိခဲ့ဘူးဒီကိုတော့လာကဘာစားတော်ဆက်မှမတ်ဝဝဝင်တတိယမယမပြောတတ်ပါခက်စော် ခုဖတ်ပြခဲ့တာကတော့ဆရာကတ်စော်ရေးသားထားတဲ့အဖျော်ဆရာဆိုတဲ့ယတမယဝိတုတို့လေးပဲဖြစ်ပါတယ်ရှင်။ဒုတာယတစာပေများကိုအပတ်စဉ်တင်ဆက်ပေးမှာဖြစ်လို့ Audio Box Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။ Audio Box လေးတွေနားထောင်ရင်ဘဝအမောတွေပြပြပြီးတာယာတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်။